ဒီနေ့ရွေးချယ်ထားတဲ့တင်လေးကတော့ကျွန်တော်ရေးဘလာထိုးလေးနဲ့ကျွန်တော်အာဒီပိုဒီပိုရဲ့အကူညာ7နာရီခွဲမှာကမ်းမဲ့ကျွန်တော်ဆွေလာလီကပွဲစဉ်တွေတပွဲကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ဘလာထိုးလေးရေးဘလာထိုးလေးအကြောင်းပြောမယ်။ရေးဘလာထိုးလေးကကျွန်တော်နောက်ဆုံးကစားထားခဲ့တဲ့9ပွဲမှာကျွန်တော်9ဂိုးသွင်းထားတာကိုတွေ့ရတယ်။ဒါဟုတ်ကြည်ချင်းအပြင်ကျွန်တော်ရေးဘလာထိုးလေးအနေနဲ့တပွဲကိုတကူနုံးတော့ပြန်ပြန်ရနေတယ်ဆိုတဲ့အနေထား။တိုက်စစ်ကတော့ကျွန်တော်ဂိုးတွေတွင်းနိုင်နေဆိုတဲ့အနေထားမှာရှိရပါတော့။ဒါပေမဲ့ ဒီတင်ကကျွန်တော်တို့အာလာလီဂါမှာကျွန်တော်မနိုင်သေးတာ16ပွဲတတီကိုရှိနေပြီပေါ့နော်အာဒါဟိုကြီးတင်ရဖြစ်ရင်လည်းကျွန်တော်တို့အာ အဲ့ rebla rolling ကကျွန်တော်နောက်တန်းကငါပေါကြည့်လို့ဖြစ်ရလုံးဝကိုမကောင်းဘောနော်အာတပည့်ကိုတကူလုံးနှစ်ကူလုံးကတော့အမြဲပေးနေရတယ်ဆိုတဲ့အနေထားအဲ့ကျွန်တော်တက်စစ်ကကိုရတယ်ဆိုပေမဲ့နောက်တန်းကလည်းတော်တော်လေးကိုဟောကိုပြန်ပေးထားတယ်ဆိုတဲ့အနေထားမှရှိရဲအဲ့တစ်ဖက်ကကျွန်တော်ဒီဘက်တို့အသင်းနေနေရတော့ကျွန်တော်အနောက်ဆုံးရှင်ပြန်ခဲ့တဲ့ငါးပွဲမှာကျွန်တော်၃ကိုပဲတွင်ထားနိုင်တာကိုတွေ့ရတယ်အဲ့ဒါပေမဲ့ကျွန်တော်ဒီအသင်းကကျွန်တော်နောက်တန်းကစားဖို့တော်တော်လေးကောင်းတာကိုတွေ့ရတယ်ပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်လန်စီယာကိုကျွန်တော်ဝမ်းစီးနဲ့နိုင်တယ်ပြီးလို့ရှိရင်တလက်တစ်ကိုလည်း athletic club ကိုလည်းကျွန်တော်အဝမ်းကြီးနဲ့ပဲရှုံးထားတယ်ပြီးလို့ရှိရင်ကျွန်တော် athletic metro ကိုလည်းကျွန်တော်ဈေးကြီးနဲ့ပဲကျွန်တော်အာတရခံဆော့ထားနိုင်နေတယ်ပေါ့နော်အာဒါတွေကိုကြည့်ကြရအဖြစ်ကျွန်တော်ဗလာအဲဒီခုဒီခုအတင်းကငါတို့နောက်တန်းကစားပုံတော်တော်လေးအဲကြည့်လိမ့်မယ်တော်တော်လေးကောင်းမွန်တာကိုတွေ့ရတယ်အာပြီးလို့ရှိရင်သူတို့အတင်းကအာကျွန်တော်တန်းရကစားသမားလည်းမရှိဘူးအာကျွန်တော်တယောက်ပဲရှိရပေါ့နော်အဲတယောက်ကလည်းတိတ်ပြီးတော့ ဒါအေးအေးပါတဲ့တရားမဟုတ်ဘူး။အာကျွန်တော်တန်ရကစားသမားမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီဘုတ်ဒီဘုတ်တင်နေကျွန်တော်ဘလာတိုလစ်ထက်အာကျွန်တော်လူစီရင်ပိုင်းအာကျွန်တော်ကစားသမားအရာပိုင်းကျွန်တော်ပို့သားနေတာကိုတွေ့ရတယ်။အာပြီးလို့ရှိရင်အစင်းရတီဘုတ်အစင်းရတီဘုတ်မှာဆိုလို့ရှိရင် ဘီရဗလာတို့လေးအောက်မှာကျဘားရရှိတာပေါ့နော်အဆင့်အဆင့်20မှာရှိတယ်အဲ16မှတ်ပဲရထားသေးတယ်36ပွဲကန်ထားပြီးပြီ16မှတ်ပဲရထားသေးတယ်ဆိုတော့အတင်းကတော်တော်လေးအချိန်နေဆိုနေကြတော့အမှန်ပဲအဲတစ်ခါကဒီဖို့ဒီဖို့အတင်းကြတော့ကျွန်တော်68မှတ်ရထားတယ်ဒါပေမဲ့တန်းစစ်ဆုံးကနေပြီးတော့အာကျွန်တော်အေးလူလူကျွန်တော်နေနိုင်ဖို့ဆိုလို့ရှိရင်ဒီဘက်ကိုအနိုင်ကမ်းမရမှာ ဒါမှမဟုတ်လို့ရှင်တော့မှာပဲမရှုံးအောင်ကံမရမှာအဲကြောင့်မို့အာဒီနေ့ဘွဲကိုကျွန်တော်အဓိကဒီဘွဲဒီဘွဲအနေနဲ့ကျွန်တော်တို့အသင်းအထုံးတဲ့တိုင်းမှာကျွန်တော်တောင်းအောင်ကြည့်လျက်အောင်ကြားမယ်အဲရလို့ရှင်ကိုသိမယ်ဆိုတဲ့အနေထားပါနော်ဘာဖြစ်ကျွန်တော်ဒီဘွဲဒီဘွဲအသင်းနဲ့ကျွန်တော်အာဒီလိုရေဘလာတို့တွေလို့ကျွန်တော်အသင်းနဲ့ကံရမှာဖြစ်တဲ့အကြောင်းမလို့ဒီဘက်ကိုအမက်တော့အရောက်အောင်ယူမှာပဲပြီးလို့ရှိရင်ဟက်တူဟက်ဟက်တူဟက်မှာဆိုလို့ရှိရင်ကျွန်တော်ပထမအကြော့ကျွန်တော်ဂျိုးတူဘွေအင်ပွဲမှာကျွန်တော် အဲ real blood နဲ့တွေ့တဲ့ပွဲမှာကျတော့ကျွန်တော်အဲ3 2နဲ့ကျွန်တော် goal လေးပေါ်ထားတာတွေ့ရတယ်ဒီပွဲမှာကျွန်တော်လိုက်ကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲမှာကအာကျွန်တော် real blood လေးနေနေကကျွန်တော် penalty နှလုံးတော်ရခဲ့တယ်အဲအကြောင်းမလို့လဲကျွန်တော်ဒီပွဲကကျွန်တော် Mathematical ဖဲနဲ့ကျွန်တော် goal 3 2ဆိုရရလနဲ့အဲကျွန်တော်အဲ goal ပေါ်သွားတဲ့ဆိုရင်နေတာမှာရှိအဲ့လိုအချိန်လေးကလွဲလို့ပေါ့ကျန်တဲ့ပုံမှန်ကျွန်တော်ကန်နေကြပွဲတွေမှာကျွန်တော်1အဲ2စီးလောက်နဲ့ပဲကျွန်တော်အတင်းရတဲ့နေရာထပ်ပေါ်ထားတာမျိုးရှိတယ်။အားကြောင့်ဟိုကျွန်တော်ဒီအတင်းနှစ်တင်းတွဲလာတဲ့ပွဲတွေမှာအများသောအားဖြင့်ကျွန်တော်ကိုးပွားနိုင်ချေမရှိအောင်တွေ့ရတယ်ပေါ့နော်။အားအကြောင်းကျွန်တော်ဒီနေ့ပွဲမှာ ကျွန်တော်ခြုံငုံပြီးတော့တုံးတက်ကမယ်ဆိုလို့ရှိရင်အဲဒီနေ့ပွဲမှာကျွန်တော်ဧည့်တယ်ကျွန်တော်ဒီဘုတ်တို့အတင်းကအာကျွန်တော်ဝန်စီတောင်းနဲ့ကတ်နိုင်သွားမယ်လို့ထင်တယ်အကြောင်းပေါ့အကျွန်တော်ကဒီဝိတ္တဘုရဲ့ကျွန်တော်ကိုးအောင်ပြပြရပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်